အားလုံးပဲမင်္ဂလာပါဗျာခုတစ်ခါမှတော့ဘကိုးကဈေးတိုင်တစ်ဆိုင်မှာဝေသူကပတ်စံမရှင်းဘူးဆိုပြီးတော့ကြေတနာဖြစ်နေပြီး CCTV ပြန်ကြည့်မှအဖြစ်မှန်တည်သွားတဲ့ရုပ်တံဗီဒီယိုဖိုင်လေးကိုအားလုံးတရားတင်ပြပေးလိုက်ပါတယ်ဗျာအားလုံးလည်းဒီဗီဒီယိုဖိုင်လေးကိုကြည့်ပြီးတော့ဝေဖန်တုံ့တက်ပြကြပါဦးဗျာအားလုံးလည်းမင်္ဂလာပါဗျာမြန်မာ Country Knowledge Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဗျာ တမိလေးတစ်ခုလောက်ပြောပြမို့လို့ဘကောကလူတွေကိုနော်ဘကောကလူတွေတမိတတိပင်မို့ပေါ့နော်ဘာဖြစ်လို့တမိလိုမျိုးမနေရဖြစ်ပြတဲ့အတွေ့အကြုံမျိုးဖြစ်မှာကြောက်လို့အလုံးကိုတတိပေးတာပါဘာဖြစ်လို့လဲဆိုတော့တမိတို့တွေကလေဈေးကြီးတယ်မှာတစ်ခါကြိုက်ဈေးဝယ်တမိနေ့တိုင်းတမိဆိုရှင်နေ့တိုင်းကုန်ပစ္စည်းတွေပတ်သက်တမိကုန်ရောက်လို့ဆိုကုန်ပစ္စည်းနဲ့ပတ်သက်ပြီးဝယ်ရတယ်ပေါ့နော်အခုချိန်မှာဘာဖြစ်လို့လဲဆိုဈေးတက်တာရအောင်တစ်ထောင်မတက်တာတက်တာငါးပဲတက်တာတက်တာတက်တာလည်းရှိတယ်တမိကလိုက်ဝယ်ရတဲ့အခြေအနေဖြစ်နေရဟို ဈေးကြီးတဲ့မှာမနေ့ကဘယ်လိုဖြစ်လဲဆိုလို့ရှိရင်ဒါမဲ့နော်စိုင်နံပါတ်တော့ထည့်မပြောတော့ဘူးဟိုတယောက်နှုံးဦးနှစ်ဖက်လည်းပြည်လဲရပြည်လဲကြောင်းလည်းဖြစ်သွားတယ်အခုလည်းသူတို့ကိုထိခိုက်အောင်လို့ကိုပြောတာလည်းမဟုတ်ဘူးနော်ဟိုကိုလိုကိုသတိထားလို့ရအောင်လို့စင်ကျင်နိုင်အောင်လို့ကိုကပြောပြတာပါကိုရဲ့အတွေ့အကြုံပေါ့နော်မနေ့ကစိုင်တဆိုင်မှာအဲ့ဆိုင်ကတော်တော်ရောင်းကောင်းတာအဲ့ဒီဈေးကြီးတဲ့မှာဆိုအဲ့ကွန်ပစ္စည်းဆိုင်ဆိုအဲ့ဆိုင်ကလူတိုင်းသိပါတယ်တော်တော်ရောင်းကောင်းတာလူငယ်လေးတွေဆိုရင်6ရက်9ရက်လောက်တော့မကအောင်ရှိမယ်10ရက်လောက်တော့ရှိမလားမသိဘူးသူတို့ရောင်းတာ အဲ့ဒီမှာဘာဘုန်းကြီးဖြစ်လဲဆိုပထမဆုံးသမီး9000မိုးဝယ်လိုက်တယ်တစ်ဖြက်ရှင်းပေးလိုက်တယ်နောက်ထပ်ဘုန်းကြီးပတ်စံကိုကတွက်လိုက်တယ်ပိုးတစ်ခါကျရင်1900မိုးတစ်ခါတစ်ဖြက်ရှင်းပေးလိုက်တယ်အဲ့ရှင်းလက်ရှင်းမဲ့ပြီးတော့သူများတကမှားတဲ့ပစ္စည်းပေါ့နော်အဲ့ဒါလေးလည်းမှားတဲ့ဟာကိုသမီးကထက်ဝယ်ပေးတာနောက်ထပ်တောင်ဖို့ပေါ့နောက်ထပ်ထက်ဝယ်ဖို့အစီအစဉ်လည်းရှိတယ်တတုပ်စင်ကြီးပတ်စံကိုတွက်နေရတယ်ရည်နေရတာဘာဆိုတော့တနေ့နေ့နေ့ဈေးနှုန်းကမတူဘူးလေမတူတော့ပတ်စံကိုတွက်နေရပထမဟာ9000မိုးရှင်းပေးရှင်းပြီးတော့ကိုကပစ္စည်းကိုယူလိုက်ပြီးပြီး နောက်တောင်း2000ဘုရှင်းပြီးတဲ့ချိန်မှာကိုကပစ္စည်းကိုယူငွေစာကိုယူဟိုနေပစ္စည်းကိုသူကကောက်ယူလိုက်ကိုကလည်းဟိုဘက်ကိုလှည့်လိုက်တာဘေးနားအမားတယောက်နဲ့ပေါ့နော်စကားလှမ်းပြောလိုက်တဲ့ချိန်မှာမပစ္စည်းအောင်နေပြီနောက်ထပ်တမက်တောင်းမှုပေါ့နော်ဒီပြည့်ပစ္စည်းထပ်มาလိုက်တာအဲ့တောင်းလိုက်ပြီးအမားလည်းဒီပစ္စည်းကိုရှင်းပေးအောင်ပေါ့နော်အဲ့ကောင်လေးကပြောဟဲ့ငါရှင်းပေးပွားကြီးနားမှာချထားတယ်ဒါပေမဲ့သူတို့တိမ်သွားတာကောင်လေးတယောက်တယောက်တော့တိမ်သွားတယ်ဘဲကောင်လေးတိမ်သွားမှကိုလည်းတိတိချာမတွေ့လိုက်ဘူးဒီပဲလှည့်လိုက်တဲ့အချိန်လေးကိုကအဲ့ထုတ်ကိုမယူလိုက်မိဘူးအဲ့ဒီမှာသူကဘယ်လိုထားပြောလဲဆိုတော့အမားတဲ့ မရှင်းရသေးဘူးတဲ့လူတွေအများကြီးရောက်20လောက်ရှိနေတော့သူတို့ဆက်တော်တော်လေးရောင်းရပါတယ်လူမြောက်များစွာလည်းရှိပါတယ်ရှင်းပြီးသွားပြီငါရှင်းပြီးသွားပြီနင်တို့တွေဟိုဘဒူသိမ့်လိုက်တယ်သူအဲ့ဒါနောက်ကကောင်လေးတွေကိုကလည်းမေးတယ်ဟဲ့ဟိုကောင်လေးတွေဘဒူသိမ့်သွားတယ်နင်တို့ဒီဟာပတ်စံမလို့နင်တို့မေးကြည့်ကြဆိုအဲ့ရကောင်လေးတွေကျွန်တော်မသိမ့်ဆိုလည်းမသိမ့်တာမသိမ့်ဆိုလည်းမသိမ့်သူတို့အဲ့လိုပထမပိုင်းမပြောဘူးတလားဒီလိုပဲလူကိုတလားလူတွေကိုမယုံသင့်ငါပုံစံမျိုးနဲ့ပေါ့အဲ့နဲ့ကိုကနေမိုက်တယ်ကျွန်တော်လည်းမသိမ့်ဘူးလေကျွန်တော်ကောင်လေးတွေလည်းမသိမ့်ဘူးမော်နော်သူတို့ကအဲ့ကောင်လေးကြီးကအဲ့လိုပြောတယ် အဲ့ဒါနဲ့မသိဘူးဆိုတော့ तू ကမရှင်းရသေးဘူးလို့ကိုကရှင်းပြီးပြီငါရှင်းလာတယ်ဒီနောက်မှတင်ပြလာတယ်အမှန်ကန်ဟိုနေ့ဖြစ်ပြလာတယ်ဟိုနောက်တစ်ပတ်ကိုဆက်ကြည့်ပါတော့ဒီတစ်ပတ်ခြေဟိုနေ့ရှေ့သွားလို့ရှင်ဖြစ်စင်ဘောတော့ကိုရဲ့အတွေ့အကြုံသူတို့လည်းကိုနေအမှအတိုက်ခံနေဖြစ်ကြတာသူကမရှင်းကိုလည်းဟိုရှက်လာပြီဒီလောက်ထိဖြစ်လာပြီဆိုတော့ကိုလည်းရှက်လာတော့ကိုလည်းထအော်ပြီးလာတော့သူတို့တွေအဲ့ဒါနဲ့အတိုက်ခံဖြစ်တာငါပေးထားပြီးပြီပေါ့ဆိုသူကလည်းမပေးရသေးဘူးပေါ့ပြအဲ့ဒါနဲ့ဘယ်လိုပြောလဲကိုကလည်းထပြော နင်တို့တွေလို့တင်းလိုက်တယ်တယောက်တယောက်တင်းလိုက်တယ်လို့အဲ့ဆို CCTV ကိုကြည့်လိုက်ဆိုကိုကဈေးဝယ်လို့ရှိရင်တမီးအကျင့်တစ်ခုရှိတယ်။ဘယ်ဆိုင် CCTV တက်ထားလဲ CCTV တက်ထားတဲ့ဆိုင်မှာပဲဘာဖြစ်လို့ဆိုတော့တခုခုဖြစ်လို့ရှိရင်ပေါ့နော်။ဟိုချေအောင်ထေမားတွေဖြစ်မှာကြလို့တမီး CCTV ရှိတဲ့ဆိုင်မှာပဲတမီးဈေးဝယ်တာ။တို့ကဆိုင်ကြီးဆိုတော့ကိုရောင်းရတဲ့ဆိုင်ဆိုတော့ CCTV ပို့တက်ထားသေးတာပေါ့။အဲ့ဒါနဲ့တမီးကြည့်လိုက်တော့တမီး CCTV အရှိမတက်တဲ့ဖြစ်နေ။နင်တို့ CCTV ကိုပြန်ကြည့်လိုက်လို့။အဲ့ဒီ CCTV ထဲမှာငါပေးထားတယ်တကယ်လို့မပေးထားဘူးဆိုလို့ရှိရင်နင်တို့တွေငါ့ကိုတိုက်တယ်လို့လို့။တိုက်တယ်လို့လို့။အေးတကယ်လို့ငါပေးထားတာမှန်ခဲ့လို့ရှိရင် င်တို့ငါဘာလုပ်ရမလဲဆိုကိုကလည်းအတန်ကျန်နေဖြစ်သွားတော့ဖြစ်လည်းဖြစ်လို့အမကလည်းကျွန်တော်တို့မအောင်နဲ့ဘကူမိုက်တယ်ဟိုနေ CCTV ကြီးဆိုဖုန်းလေးကောင်းလေးကောက်ကန်ပြီးကြီးလိုက်တော့ပေါ့ကြောင်တတ်တာပြပြလေးလေးဖြစ်သွားပြီပေါ့အဲ့အချိန်မှာမကြည့်မနဲ့လေညကြမှာလည်းကျွန်တော်တို့ပြန်ကြည့်မယ်အခုကတော့မအားသေးဘူးတဲ့ဒီလောက်ငင်းကုန်ဖြစ်နေညကြမှာကြည့်မယ်အချိန်လေးကိုသူကပြောမှာအဲ့နဲ့ညကြမှာကြည့်ရင်မလုံးနဲ့လေကိုကလည်းပြောတယ်နင်တို့ငါပေးထားပြပြီနော်ဒီတော့ငါနင်ပြရောအမားတဲ့နောက်ကောင်လေးရပါတော့သူတို့ရဲ့ညီကိုလည်းမသိတက်လာပြီရောတဲ့သွားတော့တဲ့အဆုရှင်နေယူရဆိုကိုကလည်းသွားမှာပစ္စည်းတော့ယူပြီးသွားမှာကိုလည်းပတ်စံပေးထားတာအမှန်ကမသိရင်လေကိုကပဲဟိုပြောမှုဆိုအလေးတုပ်ပြီးထွက်ရမယ်ပုံစံမျိုးဖြစ်နေရလေ တော့ပြောလုံးဝမကျင်းနဲ့နိုင်လीမကျင်းနဲ့နိုင်တော့ငင်ကလာမနေနဲ့လို့ဆိုတော့သူတို့ဆိုင်ခဲရတော့ထွက်ပြေးလိုက်တယ်ဒါပေမဲ့ဆိုင်ရှိမှာကိုကလည်းအဲ့သူတို့ CCTV မကြည့်မချင်းကိုကလည်းရက်နေတာဆိုင်ကမော်ရက်ပြီးတော့ကိုကလည်းဖုန်းနဲ့ဟိုနေဖြစ်တာဟိုဆိုင်နံပါတ်တော့လည်းထည့်မပြောတော့ဘူးเนาะအဲ့ဒါကိုကလည်းရက်နေတာအမှပြက်တယ်လားဟိုနေဖြစ်တော့ကိုကပြောတာအမှလို့သူတို့လည်းမပြေးရသေးဘူးအသေးစားညင်းတယ်အမကလည်းကျွန်တော်တို့မညင်းတော့ဘူးเนาะလေအမသွားလိုက်တော့တယ်ဒါပေမဲ့ CCTV ကိုကြည့်သူနဲ့ကိုလည်းပြောထားတဲ့စကားတွေတော့တိုက်ခတ်နေလို့ရှိမှာပေါ့နော်ကြည့်လိုက်အဲ့တော့လည်းကြည့်လိုက်ပြေးလေပါဆိုတော့ကိုကလည်းရက်နေရက်မသွားဟိုသူတို့ရှိမှာရက်နာပါကြာရောဟိုနေဖြစ်တော့ခါကြာနောက်တော့မှတယောက်က မနေနဲ့ကိုကလည်းဒီပြည့်ကိုဖုံးဆက်တာဖုံးဆက်ဆိုဒီကိစ္စကိုကပြောပြနေတော့ဒီလိုဒီကြောင်းရှိတယ်ကိုကလည်းပြောနေတာပေါ့နော်အဲ့ဒါနဲ့ကောင်းလိုက်တာအမကြီးကရပြီရပြီကျသွားတော့တဲ့ဟိုအမကြီးပေးပြီးပါပြီဆိုအဲ့လိုပြောတဲ့ဆိုတာအမကြီးကျွန်တော်တို့မှားတယ်ပေးပြီးပါပြီဟိုအမပေးသွားတာဟုတ်တယ်ကျွန်တော်တို့တင်လိုက်တယ်ကျွန်တော်တို့မှားပါတယ်လို့သူအဲ့လိုပြောမှလေမပြောပြပဲနဲ့အမကလည်းဟုတ်တယ်ဟုတ်တယ်တဲ့ပေးပါကြီးတဲ့ဟိုအမကသွားလို့ရပြီမှန်တယ်မှန်တယ်ဆိုတော့ကိုကိုပြောထားတာလူအယောက်20လောက်ရှိတယ်လေမပေးရသေးဘူးဟိုအမကကျွန်တော်ကလူရှုပ်နေတာဒီမှာကျွန်တော်တို့ကဘလို့ဖြစ်တယ်ဆိုပြောနေတာဆိုပြောနေတာအဲ့တော့ ਨੇ CCTV ကြည့်လိုက် ပြီးတော့ကိုပြန်ကြည့် CCTV ကိုပြန်ကြည့်လို့ပြောနေတဲ့အချိန်ကသူတို့မကြည့်ခဲ့ဘူး မကြည့်ပဲနောက်ပါကိုကလည်းဟိုပေါ်မှာအရှိမပေတေးပြီးနေတာတမက်ပါကစားနဲ့ပြန်အောင်မပြတ်နိုင်ဘူးလေမပြတ်နိုင်ဘူးသူတို့ကြီးလိုက်အောင်ကိုကပြောတာအဲ့တော့မှသူတို့ကလည်းရပြီဆိုကိုကလည်းအဲ့စိတ်ထဲမှာလေဇနိုးဇနောင်းနဲ့သူကဆိုင်ကလေးမောင်းလို့မရဘူးမတင်မကြဖြစ်နေလေမတင်ကြဘဲအဲ့ဘေးနားလေးကဆိုင်ကိုကိုကဝင်လိုက်တာအဲ့အမနီယောကကိုရှိပါတော့ဆိုင်ကတော့ကြက်တန်းလေလူကကတုံးကြီးလေဖြစ်လို့အဲ့အမနီယောကကိုကပြောပြတာကိုဖြစ်စေအမကြီးရဲ့ဒီလိုဒီကြောင်းပြတာအစောရဲ့ CCTV ကြည့်ပါလို့ပြောတာအခုလေကြည့်ပြီးအမမှန်တယ်လို့တာပြောတာပေါ့နော်သူတို့တွေပြောတဲ့ပုံကဟိုအောက်ကျုံမခံနေတဲ့ပုံစံမျိုးဖြစ်နေတယ်ပေါ့ကိုစအဲ့မကြီးကနှစ်သိပ်ပြီးတဲ့ကို အဲ့ဘူးနာစာပြောမလို့အလားနဲ့ဟိုနေအဲ့မိုက်ကြီးကိုကိုကကိုကဆိုင်ငယ်ဆက်မအောင်လို့များတော့ဘူးဒါမှကိုရင်နံပါတ်မတင်ပြရဘူးသူတို့ကရပြီသွားလို့လားပြောလားသူတို့ပြောတဲ့လေတောင်လို့ကိုကတိတ်မကြိုက်ဘူးနော်ဟိုအရှိအရှိမဖြစ်ချင်ပါဘူးတောင်းတော့ရန်စီလူနေရမှာအော်ကြီးချင်လည်းမဖြစ်ချင်ဘူးနော်ကိုကဆိုင်ငယ်မအောင်လို့များတော့ဆိုင်ငယ်တော့တန်လိုက်ဆိုင်ငယ်တော့လေအဲ့ရှိမှာတန်လိုက်ရင်လည်းမေ့ပြီဟိုကြောင်ကြီးကြောင်တော့ကိုလည်းလေရင်းနေတုံဘူးအဲ့ထဲဝင်သွားတာစိတ်အဲ့လိုမျိုးကိုဟိုသူတို့ကြီးတဲ့မျက်လုံးများပဲသိတယ်မလားပစံမရှိရတဲ့ဟိုနေဖြစ်တယ်ဆိုတော့ပုံစံဒါပေမဲ့အဲ့လိုကြည့်မဲ့အစအစိုးရဖုန်းကိုကြည့်လိုက်တော့ကြည့်ပြီးရှင်းလိုက်လို့ရှင်ဒီကိစ္စတောက်လေးပြေသွားတယောက်တယောက်အငင်းခုန် အော်ကြီးကြီးကျယ်ဖြစ်နေစရာမလိုတော့ဘူးလေသူတို့လည်းကိုယ်တော်မအော်တော့မဟုတ်ဘူးစမတယောက်တော့အငင်းခုံလို့ဖြစ်တယ်ဒါမှမဟုတ်ကိုယ်ကလည်းဒေါ်တာထွတ်တော့အော်လိုက်မိတာပေါ့နော်အဲ့ဒီမှာအမတွေကညီမရဲ့သူတို့ကလူညာလို့ပါပေါ့ဟိုနေပြမာကြီးတမိနာလေးလည်းလူညာပြတာဒါပေမဲ့မာကြီးလူညာနဲ့လောက်ရတယ်မလို့လူဆိုတာပေးပြီးမပေးပြီးဟိုနေပြမှာဆိုပြောနေချိန်မှာသူတို့ကလူနေဖြစ်လာပါတော့အဲ့ချိန်မှာအဲ့ဒီကိုယ်နဲ့အတိုက်ခံဖြစ်ခဲ့တဲ့ကောင်လေးမပေးရသေးဘူးဆိုတဲ့ငင်းအဲ့ဒါဟိုငင်းခုံဖြစ်ကြတဲ့ကောင်လေးကဝင်လာပြီးတော့အမကြီးဆိုတော့ကိုယ့်လက်ကိုပြေးကြတယ်သူမှားပါတယ်လေပေါ့နော်သူတောင်းမှမှာလေအမကြီးကျင်းနေပြီပါဆိုတော့လက်ကို ပြေးကြတယ်ကျွန်တော်တို့ဟိုနေကျွန်တော်တိမ့်လိုက်တာပါဆိုအဲ့တော့မှကိုကတတိယပါလားဘာလို့တတိယပါဆိုတော့ကိုကဒီဘက်လက်လိုက်ဟုတ်တယ်အဲ့ကောင်လေးကိုကိုမပေးရသေးဘူးလို့ပြောတဲ့ကောင်လေးကပဲအဲ့ပစ္စံယူလိုက်တာယူပြီးသူထဲလိုက်ပြီးဟိုဘက်မှာလူတယောက်တစ်ထက်လုပ်ပေးလိုက်တဲ့အချိန်မှာသူကလည်းမပေးရသေးဘူးဆိုပြီးတော့မေးရွာတာဘာလို့ကိုအဲ့လိုကိုဖြစ်သွားတာအဲ့ဒါကိုလည်းကိုနားလည်ပြီးတယ်အဲ့တော့သူကလက်ကိုဆုပ်ကင်ပြီးတော့ဟိုတောင်းမှန်ပါတယ်သူလည်းနူးညွတ်တောင်းမှန်ပါတယ်ဘောဆိုအဲ့ဒီအချိန်မှာတမရချုံးဝဲချငိုတာမျက်ရည်ကဘလို့မထိုင်နိုင်ငိုတော့ ဲ့ဒီမှာအဲ့ဒီပိုက်ရှက်ကောင်လေးကလက်ကိုကန်ပြီးတော့ဝင်လာပြီးတော့အမကြီးသူမားပါတယ်ပေါ့နော်သူတိမ့်လိုက်တာပဲလူကလည်းများတဲ့အတွက်ကြောင့်မလို့ပါပေါ့သူသူမားသွားပါတယ်ဆိုပြီးတော့အတင်းတောင်းမှန်တော့မှအဲ့ဒီအချိန်ကျမှကိုကငိုတာမျက်ရည်ကျတာလုံးဝမထိန်နိုင်တော့ဘူးအဲ့တော့မှကိုလည်းရှိုက်ကြည့်တယ်ငယ်ငိုချာနေလို့ဆိုရငါပြောတယ်ကြည်ပါငါပေးပြီးသွားပါပြီဆိုတော့ငုံငေါလူများရှိမှပေါ့နော်ပြောတယ်ဆိုသူကလည်းအမကြီးကျွန်တော်တောင်းမှန်ပါတယ်အမကြီးကျင်းနေလားမကျင်းနေဘူးလားပေါ့သူပြောတော့အဲ့ကျွန်တော်တို့ကလူများနေလို့ပေးရမှရလေ ညီမရဲ့ကိုနေကျင်းနေလိုက်ပါသူကလည်းလူများတော့ဟုတ်ကျင်းနေပါတယ်လို့သူတို့လူအများနဲ့လောက်ရတာလေလက်ခံတယ်ဒါပေမဲ့ပေါ့နော်ငါအစရဲပြောငါတို့ကဒီအချိန်မှာတစ်ခုတည်းစီဝယ်ရတယ်ဆိုတာပတ်စံပေါ့ကြည့်ပြီးတော့တစ်မျိုးချင်းစီဝယ်နေရတာပါပေါ့အဲ့လိုကိုလည်းပြောတော့ကိုလည်းဟိုနေပြေးလေရပြေးလေကြောင့်နှုတ်နှစ်ဖက်ဖြုတ်သွားပါတယ်အကောင့်လေးတွေကိုလည်းနားလည်ပြီးလေဘာလို့သူတို့လည်းလူများနဲ့လောက်ရတာလေဒါလူများနဲ့လောက်ရတဲ့အတွက်ကိုလည်းကိုကိုပြပြီးတောင်းမနေတော့ကိုလည်းကျင်းနေတယ်ဒါပေမဲ့ကိုလည်းပေးထားတာအမှန်ဆိုတော့ကိုကိုပြောတဲ့အချိန်မှာရောင်း၂၀လောက်ရှိတော့ကိုလည်းရှောက်သွားတာပေါ့နော်အဲ့ဒါဒီနေ့တော့ အဲ့ဒီသူတို့ဆိုင်မှာတော့ကိုမွေတော့လေမွေတော့ဒီဖြစ်အဲ့ဒီဘီနာအမားတွေကိုတော့ကိုကဝင်တောက်မကြီးမနေရကိစ္စအတွက်ပေါ့နော်တောက်မှန်ပါလေဆိုရတယ်ညီမရညီမအမားကြီးကတနာနေတာလေစိတ်မကောင်းဖြစ်နေတာတဲ့မကြီးရတောက်မှန်တယ်နော်မကြီးတို့အလုံးရှုပ်တယ်လို့ဖြစ်သွားတဲ့အတွက်ဆိုကိုလုံးနေပြတယ်ဒါပေမဲ့အဆိုင်တော့ကိုမသွားတော့ဘူးအကုန်လုံးပြေးလေသွားပါတယ်ပြောပြတာ